အားလုံးမင်္ဂလာပါမြစ်တာဖုန်ဒေးရှင်းကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မဒီနေ့ပြောပြရမှာကတော့အင်တာဗျူးစောစောရတာကောင်းလားဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးကြပါတယ်ကျွန်မတို့မြစ်တာဖုန်ဒေးရှင်းမှာအခုတင်ပြီးတော့နှစ်ပတ်သုံးပတ်အတွင်းမှာတချို့လက်ပွေတောင်မနေရသေးဘူးအင်တာဗျူးရလာတာတွေတွေ့ရပါတယ်ဒီဖေဖော်ဝါရီတလထဲမှာပဲကျမတို့တင်ပြီးတော့ အင်တာဗျူး6ရောက်ရပါတယ်အဲ့ဒီအင်တာဗျူး6ရောက်တဲ့မှာသင်္ဘောသားလေးတယောက်ပါပါတယ်နောက်တစ်ခုကတော့ကျောင်းဗီဇာနဲ့လာပြီးတော့ကျောင်းမတက်ဖ ೇನೆ အပြင်မှာထွက်ပြီးတော့အလုပ်လုပ်နေတဲ့ကျောင်းသားလေး၄ယောက်နဲ့နောက်တစ်ခုကကျောင်းတက်ပြီးတော့မှအင်္ဂလိပ်လိုဖြေမဲ့ကျောင်းသားလေး၂ယောက်ပါပါတယ်အဲ့တော့ပြောချင်တဲ့သဘောကတော့ အင်တာဗျူးစောစောရတာကောင်းသလားဆိုတော့ ਨੇ ပတ်သက်ပြီးတော့ဆွေးနွေးရမယ်ဆိုလို့ရှိရင်အင်တာဗျူးစောစောရတဲ့ကလေးတွေထဲမှာကျောင်းတက်ဖို့ကျောင်းသားဗီဇာနဲ့လာပြီးတော့ကျောင်းမတက်တဲ့ကလေးလေးတွေအင်တာဗျူးမြန်မြန်ပေးလိုက်ခြင်းဟာစဉ်းစားစရာဖြစ်နေပါတယ်။ဒါအရင်လဲအရေးကြီးပါတယ်။ကျောင်းမတက်တဲ့ကလေးလေးတွေလေးတွေကိုမှရွေးပြီးတော့အင်တာဗျူးချပေးတာလေဆိုတာလေကျမတို့တွေအင်မတန်စိုးရိမ်ထိတ်လန့်စရာဖြစ်နေပါတယ်။ ကိုလာဟာလာစကားတွေနဲ့အာကြောင်းမတက်တဲ့ကလေးတွေအာမြန်မာနိုင်ငံကိုဒီပိုတေးရှင်းနေပြန်လုပ်မယ်အစတည်ဖြစ်ပေါ့နော်ဒီစကလုံးတွေဟာကလေးတွေအတွက်ကိုကျမတို့တင်ပေးတဲ့ law firm ကြီးတွေအတွက်ကိုအင်မတန်စိုးရိမ်စရာဖြစ်ပါတယ်ဒီထဲမှာမြွန်လင်းချက်နဲ့ကျမတို့အတွက်အာသူတို့တကယ်လဲအောင်နိုင်တယ်မြစ်တာ foundation အတွက်လဲအကျိုးရှိနိုင်မယ်ဆိုတာကြောင်းတက်တဲ့ကလေးနှစ်ယောက်ပဲပါပါတယ်အဲ့ဒီကြောက်တဲ့ကလေးလေးတွေဟာတခါထပ်ပြီးတော့မျောလင်းချက်ထပ်ရှိတာက အင်္ဂလိပ်ဘာသာနဲ့သူတို့ဘာသာပြောပြီးတော့ဖြေမယ်ဆိုတာဖြစ်ပါတယ်တခါတလေမှာအင်္ဂလိပ်စကားပြောပြီးတော့ဖြေရတဲ့အခါမှာလည်းပဲတကယ်တမ်းလက်တွေ့သွားတဲ့အခါမှာကြောက်တဲ့စိတ်တွေဆိုးရင်စိတ်တွေနဲ့အဲ့ဒီမှာပဲသူတို့အရင်ကြောက်ပြီးတော့စကားလုံးနေရာမထွက်တော့ပါဘူးတစ်ဖက်ကဘာပဲပြောပြော လူတယောက်ဟာကြောက်နေပြီဆိုတဲ့စိတ်ဟာအင်္ဂလိပ်စာတတ်တာမတတ်တာတဲ့မသိစိတ်ကဘာလို့မဆိုကြီးကြီးလင်းလင်းမရှိတော့ပါဘူး အဲ့တော့တွေးဝေးပြီးတော့လန့်ပြန်သွားတတ်တယ်အဲ့တော့ဘာဖြစ်သွားသလဲဒီအင်တာဗျူးကာလလေးအတွင်းမှာပဲတဝဲတစ်ပြက်နဲ့ကျွန်တော်ဆက်မဖြေနိုင်တော့ပါဘူးအင်တာပရိုက်တာနဲ့ပြန်ဖြေလို့ရမလားဆိုတဲ့တောင်းဆိုမှုတွေဖြစ်လာပါတယ်အဲ့တော့တဲ့တဲ့ပြောရမယ်ဆိုလို့ရှိရင်အခုထစ်တီဖြစ်လာပါတယ်အဲ့တော့ကျမတို့အနေနဲ့ဒီအင်္ဂလိပ်ဘာသာနဲ့ဖြေမယ်ကလေးတွေဆိုလို့ရှိရင်လည်း အာကျွန်တော်တို့ mock interview တွေအချိန်ချင်းခေါ်လုပ်ပေးပါတယ် practice ကတလလုံးလုံးကျွန်တော်တို့ခေါ်ပြီးတော့လုပ်ပေးပါတယ်အခုကျွန်တော်တို့သိရတဲ့အခါမှာလည်း interview ခေါ်ပြီးတော့တလအတွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့အချိန်ရရင်ရတာနဲ့စပြီးတော့ practice လုပ်ပေးပါတယ်အခုဒီလထဲမှာကျွန်တော်တို့ဒီ interview ဖြေမဲ့ကလေးလေးတွေကိုပြန်ကြည့်တဲ့အခါမှာသူတို့ဒီရက်ရက်တွေဟာဆက်နေတာကို တွေ့ရပါတယ်၁၇ရက်နေ့အစောဆုံးထားပြီးတော့ တနေရာထဲမှာပဲအာနှစ်ဦးနှစ်ဦးနှုံးလောက်ခေါ်နေတာတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာပြောချင်တာကအာအရန်အံ့ဩစရာတစ်ခုပေါ့နော်ဒီအင်တာဗျူးရတဲ့ဟိုနေရာတွေဟာနယူးယောက်စီးတီးနဲ့အာကယ်လီဖိုးနီးယားဘပပဲနဲ့အင်မတန်ထူးထူးဆန်းဆန်းနဲ့အာကျမတို့အခြားမြို့တွေကိုဝီကိုစင်မှာဆိုလို့ရှိရင်နှစ်ယောက်ရပါတယ်နောက်တစ်ခါကျမတို့ဗာဂျီနီးယားမှာ ဗာဂျီးနီးယားအာလင်တန်မှာတက်ရောက်ရတယ်။အဲနောက်တစ်ခါဒီအမ်ကင်တက်ကီမှာတက်ရောက်ရတယ်။အဲ့တော့မထင်မှတ်တဲ့နေရာလေးတွေကနေမှတင်ပြီးတော့တလအတွင်းမှာပဲအင်တာဗျူးရခဲ့ကြတာဖြစ်တယ်။အဲ့ထဲမှာဆိုလို့ရှိရင်အာတင်မောသားလေးတယောက်လည်းပါပါတယ်။အဲ့တော့တင်မောသားအများစုဟာဒါအမေရိကန်နိုင်ငံဒိုနယ်ထရန့်မတက်ခင်တည်းကအခြေခံမူအရာကိုကအင်တာဗျူးအောက်ယူအောင်ဖို့ဆိုတာလုံးဝမရှိပါဘူး နောက်တူပြီးတော့ပို့ဆိုတာကတင်မောသားဆိုဆိုပေမဲ့လေဝင်လာတဲ့အခါမှာဒီ undocument နဲ့ဝင်လာပြီးတော့သူတို့ကျွန်တော်တို့အရေးအစကားခေါ်တင်မောပေါ်ခုန်ချလို့ခေါ်ပါတယ်။ဘာစာရွက်တစ်ခုလေးမှမပါဘဲနဲ့ဝင်လာတဲ့တင်မောသားနဲ့အခုကျွန်တော်တို့စီမှာဝင်လာတဲ့ကလေးဆိုလို့ရှိရင် document အပြည့်အစုံနဲ့ immigration counter ကိုဖြတ်ပြီးမှဝင်လာတာဖြစ်ပါတယ်။ဒါပေမဲ့သူဝင်လာတဲ့ passport ကဒီ C1 ဆိုတဲ့ဒီ င်မောသားပတ်ဖို့ဖြစ်တာတခုပါပဲအဲ့တော့ပြောချင်တဲ့သဘောကတင်မောသားဖြစ်တိုင်းဖြစ်တိုင်းအကြောက်တရားတွေနဲ့စိုးရိမ်မှုတွေနဲ့မလိုဘူးလို့ပြောချင်ပါတယ်တင်တဲ့ခါမှာစနစ်ကြမယ်ရှေ့နေပါမယ်အာကိုယ့်ရဲ့ဖိုင်တွဲမှာကိုယ့်ရဲ့တကယ်လှုပ်ရှားခဲ့တဲ့ဒီ activity တွေကိုအတိအကျပြောနိုင်မယ်တက်တေကန်နေပါမယ်ဒါကတော့အာကျမတို့ဒီအသေးစိတ်တစ်ခေါက်ပြန်ပြီးတော့ ရှင်းပြပြီးတော့ပေးပါမယ်ဘယ်လိုအရာတွေဟာအောင်နိုင်မှုရှိပါတယ်ဆိုတာကိုအဲ့တော့အခုကျမတို့ဒီအစ်တာဖုန်ဒေးရှင်းကတင်လိုက်တဲ့ဒီចောင်းသားလေး6ယောက်နဲ့အပြင်တင်မောသားလေး2ယောက်အလုံးပေါင်း6ယောက်ပေါ့နော်ဒီ6ယောက်ကလေးတွေတစ်ဖွဲ့ကိုကြည့်တဲ့အခါမှာဘာတွေပဲကြောက်ဖို့ကောင်းပြီးတော့ဘာတွေပဲစင်ကျင်ရမှာလဲဆိုတာကိုသွားပြီးတော့တွေ့ရပါတယ်ကျမတို့လူတယောက်ပန်းတစ်ပွင့်တိုင်းမှာတစ်ပွင့်နဲ့တစ်ပွင့်မတူတူလို့ပဲနှင်းစီပြီးတပင်ထဲမှာတောင်မှာ န်းအခက်ကလေးတွေကပွင့်လာတဲ့အပွင့်နိုင်ရမတူပါဘူးအဲ့တော့လူသားတစ်ယောက်ရဲ့ဖြစ်စဉ်မှာကိုယ့်ရဲ့ statement မှာဒီတစ်ယောက်ကနောက်တစ်ယောက်နဲ့ချွတ်ဆွတ် sentence တစ်ခုလုံးတူနေပြီဆိုလို့ရှိရင်ဒီကလေးရဲ့အောင်ဖို့ရလမ်းကြောင်းဟာ တော်တော်ပဲစိုးရင်ရတဲ့အနေအထားရှိပါတယ်အဲ့ဒါကိုမေတ္တာ foundation အနေနဲ့အတိအကျအသေးအချာကျမတို့လိုက်ပြီးတော့တိတိကျကျအာစစ်စစ်ဆက်ဆက်လုပ်ပြရပါတယ်ဒါပေမဲ့ဖြစ်စဉ်ကတော့ မြန်မာနိုင်ငံရဲ့တမိုင်းเจ้าဟာတိတ်အများကြီးမရှိပါဘူးအဲ့တော့ဖြစ်စဉ်တစ်ခုဟာတူနေပေမဲ့လို့ဖြစ်နေတဲ့လူမတူဘူးဆိုတာကိုအရေးတကြီးနဲ့အသိပေးချင်ပါတယ်နောက်တစ်ခါကျမတို့ဒီစောစောစီးစီးနဲ့အင်တာဗျူးရသွားတဲ့ခါမှာကိုကရပောင်းတရားနဲ့90 EAD ရှောက်ထားဖို့အချိန်မရလိုက်ဘူးပေါ့နော်ဒါကအရေးကြီးဆုံးပြဿနာဖြစ်တယ်အခုကျမတို့တိုက်ခိုက်နေရတဲ့လိုချင်ရတဲ့အဖြေက အဆိုင်လင်းအောင်ဖို့ထက်အဆိုင်လင်းမအောင်ခဲ့ရင်အမေရိကန်မြေမှာ ကျမတို့ခြေချပြီးတော့ကိုလုတ်ကင်စားတော့ရမယ်ဒီဆိုရှယ်ရဲ့ဝတ်ပါမယ်ရဲ့အဲဝတ်ပါမယ်ဆိုတာ EAD ရဲ့ဒါလေးရဖို့ကအရေးကြီးဖြစ်နေတယ်အဲ့တော့ဒီအာအင်တာဗျူးစောစောရလိုက်တဲ့အခါမှာ EAD ဆောက်ထားဖို့အချိန်မရလိုက်ဘူးပေါ့နော်အဲ့ဒီအခါမှာဘာလို့ရမှာပါလဲဟိုးရင်တော့ကဆိုလို့ရှိရင်ကျမတို့ အောင်ယုံ affirmative မှာကြသွားပြီအပေါ်ယုံတက်ရပြီတရားယုံတက်ရပြီဆိုရင်တရားယုံကဒီလူတယောက်ကို EAD နိုင်ကိုရက်ပြီးတော့အာ EAD ရတဲ့ရထိုက်တဲ့လူမဟုတ်ဘူးလို့တတ်မှတ်လို့ရှိရင် EAD မရှိဘဲနဲ့တရားယုံရင်ဆိုင်ရတာရှိပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်မတို့မြန်မာနိုင်ငံဟာဒီအခွင့်အရေးကိုခံစားနေရတဲ့အတွက်ကြောင့်မို့လို့အောက်ယုံကြရင်တောင်မှအပေါ်ယုံ မတက်ခင်မှာ အာ EAD ရတာကိုတွေ့ရပါတယ်အထူးသဖြင့်ကျမတို့ရဲ့ဒီမေတ္တာဖောင်ဒေးရှင်းဟာရှင်းနေယုံတာမကဖောင်ဒေးရှင်းမှာတွဲဖက်ပြီးတော့လှုပ်ဆောင်ပေးနေတာဖြစ်တဲ့အတွက် EAD ရှောက်ထားမှုမှာဖောင်ဒေးရှင်းကရှောက်ထားတာဖြစ်တဲ့အတွက်ကြောင့်အာ EAD ရမှုနောက်ကျတယ်ဆိုတာမရှိပါဘူးအင်တာဗျူးစောစောရလို့ရှိရင် ကောင်းလားဆိုတဲ့အဖြေမှာ အင်တာဗျူးစောစောရရတဲ့သူဟာပြင်ဆင်မှုမရှိဘူးတိကျသေးကြတဲ့တင်သွင်းမှုတွေမရှိဘူးရှေ့နေမပါဘူးဆိုရင်မကောင်းဘူးလို့ပြောကြပါတယ်အင်မတန်အာစိတ်ထိတ်ကြိုက်စရာဝမ်းနည်းပွေရာအခက်ခဲတွေကိုရင်ဆိုင်နိုင်ရပါတယ်လို့ပြောကြပါတယ်အဲ့တော့ကျွန်တော်တို့မြစ်တာဖောင်ဒေးရှင်းကတင်မရလို့မဟုတ်ပါဘူး။ဘသူနဲ့ပဲတင်တယ်အခက်ခဲဘယ်လိုပဲရှိရှိကျွန်တော်တို့စီမှာ အောင်ဖို့အင်တာဗျူးရတဲ့အခါမှာ practice လုပ်ဖို့အချိန်မရွေးဖုန်းခေါ်အကူအညီတောင်းပါလို့ပြောကြရင်းနဲ့နောက်တစ်ပတ်မှာစောစောစီစီအင်တာဗျူးရတဲ့သူတွေဘာတွေကြိုတင်လုပ်ထားရမလဲဆိုတာကိုပြောပြရင်းနဲ့ကျမတို့မြစ်တာဖောင်ဒေးရှင်းနဲ့ပြန်လည်ဆုံတွေ့ရဆုံတွေ့ရအောင်ပါလို့ဖိတ်ခေါ်လိုက်ပါတယ်။အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေ။